ခု AI နဲ့ခေတ်စားလာတော့ကျွန်တော်တို့ trainer တွေရဲ့ role တွေ мян ပျောက်သွားမလားကျွန်တော်တို့ရဲ့ coach တွေရဲ့ role တွေ мян ပျောက်သွားမလားကျွန်တော်တို့ ਈ မြန်အလုပ်ပြုတ်သွားမလားဆိုပြီးတော့မှကျွန်တော်စဉ်းစားဖို့လေเนาะစိတ်ကူးရင်ဘူးလေအဲ့တော့ကျွန်တော် research တွေလုပ်ကြည့်လိုက်တော့ research တစ်ခုကိုသွားတွေ့တယ်เนาะအဲ့တော့ကျွန်တော်တို့အလုံးမပြုံးနိုင်ဘူးเนาะကျွန်တော်တို့ရဲ့အခန်းကဏ္ဍတွေကလည်းရှေ့နေဦးမယ်ဆိုတော့ကျွန်တော်တွားပြတော့မှတွေ့တယ်အဲ့တော့အဲ့ဒီ research ကဘာလဲဆိုတော့ လူတွေလည်းအခုသူတို့လုပ်နေရတဲ့เนาะလုပ်ငန်းတွေအလုံးပြုတ်ရခြင်းအကြောင်းရင်း90ရာခိုင်နှုန်းတည်တဲ့ဤပညာတွေတိုးတက်တိုးတက်လာတာကြောင့်လည်းမဟုတ်ဘူးတဲ့ AI တွေတိုးတက်လာတာကြောင့်လည်းမဟုတ်ဘူးတဲ့ဘာကြောင့်လူတွေလုံပြုတ်ကြမှာလဲဆိုတော့တဲ့သူတို့ရဲ့ပြင်းရီမှု laziness လို့ခေါ်တဲ့ပြင်းရီမှုကြောင့်မလို့လူတွေအလုပ်တွေပြုတ်ကြမှာတဲ့အဲ့တော့ကျွန်တော်အဲ့ဒါတွေတွားထူတဲ့အချိန်မှာကျွန်တော် okay ငါတော့ ဟောအလုံးမပြုတ်နိုင်တော့ဘူးနှလုံးငန်းကလှုပ်ဆက်ဖြုံးမှဆိုတော့ကျွန်တော်သိသွားတယ်အဲ့တော့ပြောချင်တာဒီ laziness เนาะပြင်းရင်မှုကလူတွေကိုသူတို့အခုလုပ်နေတဲ့နေရာနဲ့အလုပ်ဖြုတ်ပြင်ပါเนาะအဲ့တော့သူတို့အခုစီးပွားရေးလုပ်ငန်းရှင်ဆိုလို့ရှိရင်သူတို့ရောက်နေတဲ့နေရာကနေရက်တန့်သွားမှာဒါကြောင့်မို့ကျွန်တော်တို့ကဘဝမှာပြင်းရည်တာကိုရက်တန့်မှုလို့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကခုခုလုပ်နေတဲ့ကိုယ့်ရဲ့ professional ကိုယ့်ရဲ့ business ရှေ့ဆက်သွားနိုင်မှုဆိုလို့ရှိရင်မပြင်းမကြီးလုပ်ဖို့လိုတယ်။အဲ့တော့ကျွန်တော်ကတော့၃ချက်ကိုလုပ်တယ်เนาะ။အဲ့တော့ number 1တစ်ချက်ကတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ လေ့လာသင်ယူမှုလုပ်တယ်။ဥပမာစာရီဖတ်တယ်၊သင်တန်းတွေတက်တယ်၊တရက်ကိုတနာရီလောက်မဖြစ်မနေရအောင်လုပ်တယ်။ဒါဆိုကျွန်တော်အရေးကြီးတယ်။အဲ့တော့ပြီးတော့ကျွန်တော်ဒုတိယနံပါတ်2ကတော့ကျွန်တော်ဘာလုပ်တယ်လဲဆိုတော့ planning နဲ့ဆွဲတယ်။နော် planning နဲ့ဆွဲတယ်ရေးရှည်နော်အဲ့တော့နောက်နောက်9နှစ်မှာငါဘာဖြစ်ရမလဲ။နော်ဒီတစ်နှစ်အတွင်းငါဘာတွေလုပ်မလဲ။အာဒီတစ်လအတွင်းဘာတွေလုပ်မလဲ။ဒီတစ်ရက်အတွင်းဘာတွေလုပ်မလဲဆိုတဲ့ planning နဲ့ဆွဲတယ်။နော်သူ့ကိုလည်းကျွန်တော်တက်နိုင်တနာရီလောက်ချိန်ယူလို့ရတယ်။ ါနှစ်ခုပေါ့နော်နံပါတ်3တစ်ခုကတော့ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ငြိမ်းချမ်းအောင်ကျွန်တော်လုပ်မယ်နော်တရားထိုင်တာမျိုးလုပ်မယ်နော်အဲ့တော့ visualization လုပ်မယ်ကိုယ့်ကိုယ်ကိုစိတ်တည်ငြိမ်စေတဲ့အရာတွေလုပ်မယ်အဲ့တော့အဲ့ဒီ3ခုကိုကျွန်တော်တို့နေ့တိုင်းမပြင်းမရိတာလုပ်သွားဘာဖြစ်လိမ့်မလဲဆိုတော့ဘဝမှာပြင်းရည်ချင်းတွေကိုကြော်လွှားနိုင်လိမ့်မယ်ပြင်းရည်ချင်းတွေကိုကြော်လွှားနိုင်ခြင်းအဖြစ်ဘာဖြစ်မှာလဲဆိုတော့ခုကိုယ်လုပ်နေတဲ့အလုပ်ကတစတစတစတိုးတက်လာမယ်ကိုယ့်ရဲ့အလုပ်လည်းဆုံးရှုံးတော့မှာမဟုတ်ပါဘူး ဒီကြောင်းနိုင်ငံတွေပြောမှာခတိပြည်တွေကြည်နေတော်နိုင်ငံတွေမိတ်ဆွေတွေဒီကျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့တော့ကို့အတွက်ဘာရလိုက်တယ်လဲဆိုတော့ comment မှာဆက်လို့ရေးရရင်ရေးပေးပါဦး။ဒီဗီဒီယိုအဆုံးထောင်ကြည့်ပြီးတော့လေကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်မှာသင်္ကန်းရှိသွင်းနေဖြစ်ပါစေ။